မိဘပြည်သူများရန်ကုန်ကယူဆိုင်ရမေမိုးရွာသည့်မုံတိုင်းတွေကတော့ရောက်ရှိလို့လာပါပြီဒီလာတဲမှာပဲမုံတိုင်းတစ်ခုရှိပါမယ်ပထမတစ်ခုကတော့တောင်သေးုပ်ပင်လယ်မှာ Invest 92 W Typhoon မုံတိုင်းအဆင့်ထိရောက်လာနိုင်ခြေကတော့တရားရခိုင်တို့ရှိနေပြီဖြစ်ကြောင်းမိုးလို့သားပညာရှင်ဦးနိုင်ကဆိုပါတယ်ဒေယုပြည်မှာတောင်ဘက်ကမ်းခြေအားမကအိုမျိုးအနီးမှာ Typhoon မုံတိုင်းအဆင့်ဖြစ်ဖြတ်ကျော်ဝင်ရောက်နိုင်ပွဲရှိကြောင်းကြိုတင်ခန့်မှန်းချက်မှတွေ့ရကြောင်းဦးနိုင်ကဆိုပါတယ်ဒါကြောင့်မလို့တော့အဲ့ဒီရက်တွေမှာ မိုးအလုံးကြီးပါမယ်တဲ့နောက်တစ်ခုကတော့ဘင်္ဂလားပြည်နယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာမယ့်နော်လီဖီအာနေရှားဝန်ပါနော်ဇွန်လ19ရက်နေ့ကနေစတင်ပြီးတော့လီဖီအာနေရှားဝန်ဖြစ်ပါမယ်ဒါကြောင့်မလို့ဘင်္ဂလားပြည်နယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာမယ့်ဇွန်လ19ရက်နေ့မှာဖြစ်ပေါ်လာမယ့်လီဖီအာနေရှားဝန်နဲ့တောင်တူပြည်နယ်မှာအားကောင်းလာမယ့်နော်ကျွန်တော်တို့တိုင်ဖုန်မုန်တိုင်းအဆင့်ထိရောက်လာမယ့်အဲ့ဒီမုန်တိုင်းတစ်ခုရဲ့တက်ရောက်မှုကြောင့်မြန်မာတနိုင်ငံလုံးဇွန်လ23ရက်နေ့ကနေစတင်ပြီးတော့နော်73 74 56ကနေဒါကျွန်တော်တို့ဇွန်လ22ရက်နေ့အထိ နိုင်ငံနှက်မှာမိုးအတော်လေးကိုကြီးမေလို့ဆိုပါရယ်အထူးသဖြင့်တော့သလင်းတာကြီးတိုင်းနဲ့မွန်ပြည်နယ်မှာဇွန်လ16ရက်နေ့22ရက်အတွင်းမိုးမြရာမှာမိုးအလုံးကိုများနိုင်ကြောင်းအိုးဝိနိုင်ကအသိပေးလာပါရယ်မိုးရေချိန်ဟာဆိုရင်နစလင်းတာကြီးတွင်ပြောရအောင်ကျွန်တော်ဆယ်လမအထက်ကိုကျွန်တော်ရှိမေလို့ကြားသိရပါရယ်ကြံတိုင်းဒေသကြီးအကုန်လုံးမှာလေမိုးကြီးမေလို့ပညာရှင်ဝိနိုင်ကအသိပေးထားပါရယ် မိုးစလာဌာနကလည်းယခုအတိုင်းပဲပြည်သူတွေကိုအရေးပေါ်သတိပေးထားတယ်။လာမယ့်ဇွန်လ9ရက်နေ့မှာဇွန်လ15ရက်နေ့အတွင်းနဲ့တိုင်းနှင့်ပြည်နယ်အချို့မှာမိုးသည်ထန်စွာရွာသွန်းမယ်တဲ့။ကပ်ပလီပြည်နယ်ပြည်နယ်ဘင်္ဂလားပြည်နယ်အော်တိုမှာမုတ်တုံလီအားကောင်းလာနိုင်မှုအရှိမမရွေလျားလာတဲ့လေဝေလိုင်းများရဲ့အချိန်တို့ကြောင့်လာမယ့်ဇွန်လ9ရက်နေ့မှာ15ရက်နေ့အတွင်းနော်ကျွန်တော်တို့တိုင်းနှင့်ပြည်နယ်အချို့မှာမိုးသည်ထန်စွာရွာသွန်းနိုင်တယ်လို့ကျွန်တော်မိုးစလာကလည်းအသိပေးထားတယ်။အထူးသဖြင့်တော့ရန်ကုန်တိုင်းနေပြီးတော့မန္တလေးတိုင်း ဘူတိုင်းမွေတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရီတိုင်းတလင်းတိုင်းတိုင်းကြားပြင်းနေကရှင်ပြင်းနေချင်းပြင်းနေမွန်ပြင်းနေရခိုင်ပြင်းနေနဲ့ရှမ်းပြင်းနေတောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာအနှံ့ပြားမှာမိုးကြီးနိုင်ပြီးတော့ရေကြီးရှမ်းမှုယူဆိုင်ရမယ်လို့မိုးစလာကအဖိပီးထားပါရီဒါကြောင့်မလို့မိုးသေးတဲ့ဆော်ရသွန်းချင်းတဲ့သူလေမြင့်တိုက်ခိုက်ခြင်းမိုးထချုံချင်းမိုးကြပစ်ချင်းလျက်ဆလက်ချင်းမိုးသီးချွေချင်းလျက်တပြည့်ရေကြီးချင်းနေမြေပြိုခြင်းအာရယာများဖြစ်ပေါ်လာနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေကယူဆိုင်နေတိုင်းကြဖို့တော့မိုးစလာကလည်းအသိပေးထားပါရဲ့ဗျာ